မြူးနရတဲ့ချန်နယ်ကိုအပိနာစင်နေကြတဲ့သူတွေအလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့မှာဖက်ပြသွားဖို့ရွေးချယ်ထားတာကတော့ဆရာမောင်အင်းအုတ်ကံရဲ့အညွန့်ဆိုတဲ့ဝိတ္ထုလိုပဲဖြစ်ပါရဲ့ရှင်။နားဆင်အားပေးပါဦးနော်။အညွန့် မိုက်ရိုင်းလိုက်တာလူမဟုတ်ရဲ့လားတက်ပြစ်လိုက်ဟာအဲ့ဒီခွေးမသားတို့တွေနှုတ်နှုတ်ဆင်းပြစ်လိုက်မယ်တစားတက်တစားကြမ်းတမ်းလာသောစကလုံးများကအင်းနီနာချင်းများထံမှပေါ်ထွက်လာသည်ကြားပင်ကြားပါလျက်ကိုလခင်ဝင်မပြောဖြစ်ပါတွေးရိုင်ထဲမှာတမိဖြစ်သူနွယ်နီကို ငေးရင်းအသားများဇက်ဇက်တုံအောင်ဒေါရဖြစ်နေသည် တပံယူကျုံမရဖြစ်ပြီးမျက်ရည်ပေါက်များကျလာပြန်သည်ဇနီးတဲ့ကြံကြိုင်ကမူသူ့ရင်ဘက်ကိုသူ့ထုတ်ရင် ဟီးတိုက်၍ငိုနေသည်ခနာကြတော့တတိဝင်လာသည့်အလားတမိကိုကောက်ယူပြီးကိုလာခင်ပွေလိုက်သည်ထို့နောက်နီးဆက်ရာစိုက်ကားတစည်းကိုလှမ်းခေါ်၍စေယုံဘက်စီကိုလာခင်ထွက်ခွာသွားသည်အိန်းနေချင်းများတယောက်တစ်ပေါက်ပြောဆိုရင်ကြံခဲ့စဉ်တွင်ကျူကျူလဲအိန်းတကားပိတ်ပြီးစေယုံလိုက်ဖို့ပြင်တော်သည် အထပ်ပါဖြစ်စဉ်ဤအစသည် ပြောပြစရာစကားလုံးမရှိအောင်ရား၍ကြမ်းတမ်းလာသည်ဆယ်နှစ်သမီးအွယ်နွယ်နီလေးအားတရက်ကွက်ထဲနေအမိုက်ကောက်သူ ဖိုးစီကအဲ့ဒမှပြုကျင်သောအမှုဖြစ်သည်နွယ်နီသည်အွယ်မရောက်ခြင်းအလိုမတူခြင်းတို့ကြောင့်ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ကိုလာခင်တို့လူမယားအိမ်တို့ပြန်ရောက်ခြင်းတွင်တွေးရိုင်နေ၌နွယ်နီလဲကျနေပြီဖြစ်သည်သူသည်နာကျင်ခြင်းတွေးထွက်လွန်ခြင်းတို့ကြောင့်မင့်မြော်လူလူဖြစ်နေပြီးဖိုးစီဖိုးစီဟူသောစကားမှလွဲ၍ဘာမှမပြောနိုင်တော့ပေ ဇန်းစစ်ကြီးနှင့်ကိုလခင်တို့၌တမိကလေးနွယ်နီတယောက်သာရှိသည်ယခုနှစ်မှပြင်စမတန်းစတက်သောနွယ်နီလေးသည်လိမ္မာပီးစာကြိုးစားသဖြင့်သူတို့လင်မယားများစွာချစ်သည်ကိုလခင်သည်ယုံတယုံဤဆေးရည်လေးဖြစ်ပြီးကျူကျူက ရက်ွက်ဤဈေးကလေးတွင်ကုံစုံဆိုင်ဖွင့်ထားသည်သူတို့မိသားစုတွင်ကျူကျူသည်မုံမလေးမိထား၍ထမင်းဟင်းချက်ပြုတ်ပြီးမှဈေးသွားသည်လို့တမိနှင့်သူ့အတွက်ထမင်းကြံပြင်ဆင်ပြီးမှကိုလခင်ယုံတက်သည်ယုံတို့တွားရောက်ရာတွင် ။တမိကိုကြောင်းပို့ပြီးမှ ကိုလခင်ခရီးဆက်တက်သည်။ကျူကျူဤတာဝမမူညနေစည်းပြန်တွင်တမိကိုဝင်ကြိုရသည်။တိကြအိမ်ကူမရှိပါဘဲထို့သို့ယုံကံရင်တမိလေးဤပညာရေးကိုသူတို့ပံ့ပိုးခဲ့သည်။ထို့အပြုမူသည်သူတို့အတွက်တော့ရိုးနေပြီဖြစ်သည်။သူတို့နေနေမင်းရက်ွက်ထဲ၌လဲဘဝတူပေါင်းများစွာရှိသည်။စာဝနေရေးအတွက်ရုံးကံရဲ့လူတိုင်းလူလူအိမ်ပိတ်၍နေ့အခါထွက်ခွာကြသည်ညအခါပြန်ဆုံကြသည်ဘဝကိုယ်စီကိုရုံးကံလှုပ်ရှားနေကြသည် ယနေ့မနက်တွင်မူရုံရောကြောင်းမှပိတ်ရဖြစ်နေသဖြင့်ကျူကျူဆိုင်ခင်းရနောက်သို့ကိုလာခင်လိုက်ပါမိသည်။တမီးလေးကိုခိတအိမ်ဆောင်စေ၍ဈေးပြန်တွင်မောင်ရင်ကဝဲခဲ့မိကြောင်းကိုလာခင်မှကြားခဲ့သေးသည်။ယခင်ရုံပိတ်ရများကလည်းကိုလာခင်ထိုးထုတ်သွားခဲ့ပူသည်။တွက်စီကြည့်လျင်ဇနီးအားဈေးဆိုင်ကူ၍ခင်းခြင်းတမီးအတွက်မောင်ရင်ကဝဲခြင်းစုစုပေါင်းကြခြင်းတနာ yı မြတာရှိသည်။ထိုတနာ yı သည်ယခုတော့သူတို့မိသားစုအားအပူမီးတောက်စီပြီးဖြစ်သည်။ ပြန်၍မရနိုင်သောဆုံးရှုံးမှုတရကိုကြုံတွေ့စေပြီးဖြစ်သည်အထူးသဖြင့်စည်းုံတို့ဝင်ကမင်းမြန်ခင်ရသောစကားစုတို့ကို ကိုယ့်ဘက်ကအမားမရှိပါဘဲခေါင်းကိုဖြေးကြရသဖြင့်ကိုလခင် ခံပြင်းသည် အရှက်ပေါ်အရှက်စင်ရင်ရင်တို့မနာဖြစ်ခဲ့ရသည်ချုပ်ရမယ်သူရွက်လုံနေလို့တွေးလဲလို့မယ်မကြားရဲ့ဆရာ စကားများထက်၍ကြားရသောအခါကိုလခင်ရင်တစ်ခုလုံးကြေးမွားလို့လူခန်းစားလိုက်ရသည်တော်ဒီမှာတမိနဲ့သူ ။သွေးမျိုးစားသူတစ်ဖြင့်တက်ပင်တစ်ချက်ချရင်သွေးလူမှုတူတောင်းယူနိုင်သောအဖြစ်သာဖြစ်သည်။ကိုလာခင်သည်သွေးထုတ်ပေးစဉ်အခါကြလာသောမျက်ရည်ပူများကိုမတုံမီပါ။အတွေးများကိုဖြန့်ကျက်ပစ်လိုက်သည်။တခဏသာတာယာမှုအတွက်သူတို့မိသားစုဘဝကိုနင်းချေခဲ့သည့်လူဘလူအကြောင်းတွေးရင်အံ့ကျိမိသည်။ဘဝပြည့်ယုံတာမကဘဝတစ်လျှောက်လုံးအရေးမဲကြီးထိုးသလိုအထိုးခံရမိတမီးလေး၏အရေးကိုလည်းသူတွေးသည် မီးလေး၏ပညာရေးပါ ထိခိုက်မာလားဟုဆက်၍တွေးမိသောအခါသူအသက်ရှူကျက်လာသည်ခန္ဓာကိုယ်တစ်ခုလုံးတစက်စက်တုံးလာသည်သွေးလူပြီးနောက်ခိတ္တနားနေညာသူ့ရင်ထဲ၌ဘလောင်ဆူနေသည်ထိုစဉ်အတိမိတ်ဆွေအချိုရောက်လာပြီးတရင်မိကြသည်ဘလူကဘလူဘသူဘယ်ချိန်လောက်လဲခုရောအလိုက်မသိသည့်လူတဘောကိုအပြစ်တင်ရင်ကိုလခင်ထွက်ပြေးခြင်းစိတ်ပါပေါ်လာသည် တဖန်ထမှန်ကြားရသောတရင်အရာတရားခံကိုဖမ်းမိထားပြီးရဲစခန်း၌ထိန်းသိမ်းထားကြောင်းသိရသောအခါတုတော်ရာသည်ထက်၍စူပွက်လာပြန်သည် ကိုလာခင်အနေဖြင့်မဒိန်တက်ငင်မဒိန်အဆရှိသောကျန်းနန်းသည့်စကလုံးများကို မကြားဘူးသည်မဟုတ်ပါကြားဘူးသည်တရင်စာဂျာနယ်နှင့်အရက်တရင်တို့ကြောင့်ကြားဘူးပါလျက်ပေါ့ယော့မိသောမိမိကိုမိမိလည်းအပြစ်တင်သည်အကယ်၍သာသမီးကိုတယောက်တည်းမထားခဲ့လျင်ထားခင်ညာအိမ်တကားခြံတကားပိတ်ခဲ့လျင် ပြီးတော့အနည်းဝန်းကျင်ကိုမာကြအတိပေးခဲ့လေယခုလိုရေဒိန်နှစ်တိအဖြစ်တမိမကြုံနိုင်ဟုယူဆမိသည်ခက်တီမှာသူ့အနည်းဝန်းကျင်၌မိသူဒီကာမဘလူဟု၍ကိုလခင်မခွဲကြနိုင်ပါဥဂျိုမပါသည်ဖြင့်မိသူကိုတရိဒါရမည်ဟုလည်းမပြောနိုင်ပါမဖြစ်တမ်းမဘူးဟုလျှော့တက်မိသောအဖြစ်ကသာယူချုံမရဖြစ်နေမိသည်ထို့သောယူချုံမရဖြစ်ရင်ချက်ဝင်လာသောအတွေ့အကြုံမှာမိပြီးဖြစ်သောတရားခဏ်နှင့်မကြမီတူရင်ဆိုင်ရတော်မူ ရင်ဆိုင်ရလျင်မိမိဒေါသကိုမိမိထိနိုင်ပါမလားဟုသည့်အတွေ့ဖြစ်သည်ပြီးတော့တရားရုံဤသဘောတဘာဝသည်တရားလူကိုရောတရားခံကိုပါအကြိမ်ကြိမ်စစ်မေးတတ်သည်ဖြစ်ရကိုမချွတ်မချန်ဖြစ်ရသည်ထို့အခါသူရောသမီးပါမထိန်မချန်ဖြစ်ကြရင် မစင်ပုံဟောင်းအားဒုနစ်ဆွတယ်လို့ကြုံရအောင်မည်အစိုးဆုံးသောအချက်မှာအရွယ်ပင်မရောက်သေးတော့သမီးလေးကစိတ်တန်ရာတွေထက်၍ရလာအောင်မည်ဟုသည့်အချက်ဖြစ်သည် ထို့တွေးကြောင့် ကိုလဘီဤမျက်နှာသည်နီးမြန်းသွားပြီးဟိတိုင်ငိုခြင်းစိတ်ကိုသူအမြန်ထိန်လိုက်ရသည်။နောက်နေ့များတွင်မူဇနီးအားအိမ်မပြန်စေဘဲစေယုံဆောင်စီပြီးလူနာနှင့်လူနာဆောင်စားတောက်ရည်ကိုကိုလခင်စီစဉ်သည်။ချက်ရည်ပြုတ်ရအတွက်အိမ်ပြန်လန်းတွင်ကိုလခင်ခေါင်းငုံ၍ရှောက်သည်။မိသူတို့များလည်းသူမတွေ့ခြင်းသလိုနှုတ်ဆက်စကားလည်းမဆိုခြင်းသောကြောင့်ဖြစ်သည်။နွယ်နီလေးသည်စေယုံ၌ဆဲရခန့်နေရသည်။ဇေယတာအတွက်ကိုလခင်ယုံပြက်သလိုကျူးကျူးလဲဆိုင်ပေးရသည်။သို့သော သူယုံတက်ပြက်ခြင်းနဲ့ကျူကျူဤဆိုင်ပြရခြင်းတို့ကို ကိုလခင်မမှုပါသူကယုပြူတော်အချက်မှာတမီလေးကြောင်းပြန်တက်ရမည်အရေးသာဖြစ်သည် ကလေးတဘာဝမင်းမြန်စင်ငုမှုကြားတွင်တမီကလေးယုံကံထွက်နိုင်ပါမလားဟုသာသူစဉ်းစားသည်တမီကြောင်းမတက်ချင်ဘူးနော်နေကောင်းကစားနွေနီဤစကားသည်ကိုလခင်၏အတွေ့အမြင်ထက်တူကြပုံရသည်တကယ်တော့နွေနီသည်စာတော်၍ရည်ရွယ်ချက်ကြီးမားသူဖြစ်ကြောင်းကိုလခင်သိသည် တငယ်တမ်းမှစ၍အတန်းတစ်တို့တက်ရတိုင်းတမိကဆံဝမကြီးလုံးမဟုပြောလိရှိသဖြင့်သူ့ဂုံယူတက်ကြွခဲ့သည်ထို့ကြောင့်စုဘူးကလေးပြင်ငွေစုပေးပြီးတမိကိုပံ့ပိုးနိုင်ဖို့ကိုလခင်ကြိုတင်ပြင်ဆင်ထားသည်ယခုမှចောင်းတက်ရန်ညှင်းဆိုသောတမိ၏မျက်နှာကလေးကိုကြည့်ရင်နှလုံးသက်ပုကိုစုခဲ့နှင့်ရိုက်သည့်အလားကိုလခင်နာကျင်မိသည်တမိ၏ခံစားချက်ကိုကိုလခင်နားလည်ပါသည် ကိုနိုင်ပင်ခေါင်းငုံရီရှောက်နေရသောအနေထားတွင်တမိကိုသူအချိန်ပေးရမည်ဖြစ်ကြောင်းတွေးမိသည် တို့ဖြစ်၍ចောင်းမတက်မီစကြနောက်ကြနေတော့တင်ငန်းစာများကိုနီးစက်ရထမတောင်းယူ၍ကိုယ်တိုင်တင် जा ပေးနိုင်ဖို့ကိုလာခင်ကြိုးစားသည်ထိုခါမှပင်ចောင်းစာအုပ်ကိုနှွေးနီးပြန်၍ခြင်သည်ကိုလာခင်သည် အားလက်ချိန်တိုင်းတမီးနှင့်အတူစာဖက်လိုက်တင်ချာပုတ်စာများတွက်လိုက်ပြုရင်းအဖြစ်ဆိုကိုမေ့ပြောက်ဖြစ်ဖို့ကြိုးစားသည်သို့သော ထိုးရုံးမိရင်စူးစမ်းစဉ်အခါယုံချင်းစာရွက်ရောက်လာသောအခါအ အနာဟောင်းအားဒိုးချုံနေစွာသလိုအသေးခိုက်သည့်အထိကိုလာခင်နာခြင်းရပြန်သည် မလိုလားသော စကားလုံးများပြောရအောင်မည်အခံခက်သည့်အကြည့်များကိုရင်ဆိုင်ရအောင်မည်ယွန်းရှာဝဲမျက်နှာများမြင်ရအောင်မည်ဖြစ်နိုင်လေသူမိသားစု၏နားနှင့်မျက်စိကိုယခုအချိန်၌အပြီးသာသူပိတ်ထားခြင်းမည်သည်ကိုလာခင်၏မိတ်ဆွေများကမူကြီးလေသော ပြည့်တန်ကြဖို့စူးစမ်းတင်ကြောင်းဒေရန်အထိကြစီလိုကြောင်းအမျိုးမျိုးဝေဖန်ပြောဆိုကြသည် ကိုလခင်ကမူလက်ရှိအနေထားတွင်တရားခံကိုမြည်သည့်ပြစ်ဒဏ်ပေးပေးသူနှစ်မဆိုင်သလိုခံစားရသည်သူတမီဘဝဆက်လက်ရှင်တန်ရေးတွင်နောက်ထပ်စူးညောင်းခလို့မရှိစေခြင်းဒီမှာအပါ သူဘာမှမလိုအပ်ဟုယူဆသည်ဖြစ်နိုင်လင်တရားရုံးကိုသူတို့မိသားစုမတက်လို့တော့ပါတမီကိုပွေ့ချပြီးလူတွေနဲ့ဝေးရသူသာသူပြေးချင်နေမိသည်အမှန်တော့ကာမဘလူသည်ကဘာဦးကလေးမှပင်ရှိနေခဲ့ကြောင်းကိုလခင်နားလည်ထားသည် ထိုဘလူးမစည်းအောင်အရှက်တရားကလွေ၍ထိမ့်နိုင်သောအရာမရှိကြောင်းလဲကိုလခင်လက်ခံသည်ထိုဘလူးသည် အကြောက်တရားလည်းမရှိသလိုတင်းတင်းရောက်ရခြင်းလည်းမရှိကြောင်းသူလေ့လာဘူးသည်ထိုဘလူးကိုထိမ့်ရန်ရှက်တက်ခြင်းဟုသည့်စင်ညာုံတရားနှင့်အတူကိုချင်းစာစီဟုသည့်စီလဲရှိရမည်ဖြစ်ကြောင်းသိမြင်ထားသဖြင့်မလုံမီကာကွယ်ပေးမိပြည်တံချမှတ်မှုမျိုးကိုသာကုလခင်လိုလာသည်သူအစိုးရင်ဆုံးအချက်မှာ ယခုပြစ်မှု၌ကျူးလွန်သူဖိုးစီသည်တည်တံပေးခံရပါလျက်နောက်ထပ်ဖိုးစီပေါင်းများစွာပေါ်ပေါက်လာအောင်မလားဟုသည့်အချက်ဖြစ်သည်ကိုလခင်ပုံတည်တတ်မှတ်ထားသည့်အချက်မှာခိုးရက်သူသည် ထမင်းငက်လေခိုးစားတတ်ပြီးပိုရှင်ရှင်ထမင်းရှိနေရင်လည်းခိုးကျင်စိတ်ကဖြောင့်မရပါခိုးရင်သာချောင်းနေတတ်သည်စင်ရဲ့ချင်းချမ်းသာချင်းပညာတတ်ချင်းမတတ်ချင်းယာဒူးကုံရှိချင်းမရှိချင်းတို့နှင့်လားလားမှမဆိုင် ခိုးကျင်စိတ်ကိုကရှိနေသည် ကာမဘလူးသည်လည်းထိုအတိုင်းပင်ဖြစ်ကြောင်းသူယုံကြည်သည် ထိုဘလူးအတွက်ထိုက်တန်သောပြည်တံအပြင် ထိုဘလူးမစိနိုင်အောင် တားပေးနိုင်မည်ဥပဒေမျိုးကိုကိုလခင်လိုလာသည်ယင်းဥပဒေတွင် မမားပါပဲခေါင်းငုံနေရသည့်သူတို့လိုမိသားစုတွေအတွက် ကာကွယ်ပေးနိုင်သောနီလန်းကောင်းများကိုလည်းကိုလခင်တန်တာသည်လက်တလောအချင်းတွင်မူဘဲမျိုးနေ၌ဆိုင်ကယ်ကယ်ရီသမားကမြည်သူကို တက္ကစီရင်မောင်းကဘဲဝန်နှန်းကိုစသည့်တင်းမျိုးဇက်တိုက်လိုလိုကိုလခင်ကြားနေခဲ့ရသည်နမေပါသည်အဘမီပါသည် ကျွလွန်ပုံပါသည် ကျူးလွန်ခြင်းခံရအသက်လေပြေးလိုက်ရပါလေနမေရောအမိဖပါထက်၍ထက်၍တေးကြရသည် အထက်ပါမိမပြိုနှင့်မိမပြိုတို့ဤမိဘဆွေမျိုးများကိုကုလခင်မတိမမြင်မခင်မင်မှာပဲတရင်ရလန့်၍အာနာမိသည်သူတို့သည်အညွန့်ချုခံလိုက်ရပြီဟုကုလခင်ထင်သည်ချိုးဒီမှအတရာမဟုတ်လိန်၍လိန်၍ချိုးနေခြင်းမျိုးဖြစ်ကြောင်းကုလခင်ယုံကြည်သည်ထိုယုံကြည်ချက်ကြောင့်ပင်သူရှိမှရှိနေသောယုံကြည်စာရွက်ကိုကြည် တောက်တစ်ချက်ကိုနာနာကြီးကြီးသူခောက်လိုက်သည်။ရှာနှင့်အားထိချက်ပြင်းလွန်းသဖြင့်ကိုလာခင်ဤတောက်ခောက်တန်သည်ဟိမ့်သွားသည်။မောင်အင်းအုတ်ကံအခုဖက်ပြလိုက်တာကတော့ဆရာမောင်အင်းအုတ်ကံရဲ့အညွန့်ဆိုတဲ့ဝတ္ထုလိုပဲဖြစ်ပါရဲ့ရှင်။နားဆင်အောင်ပြီးခဲ့တဲ့အတွက်ကျေးဇူးများ යි တင်ပါတယ်။နောက်နေ့မှပြန်ဆုံကြမယ်နော်။